ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ငြိမ်းချမ်းစွာစီတမ်းလှည့်လည်ခြင်းဆိုင်ရာဥပဒေချမ်းမှာဆန္ဒထုတ်ဖော်ဖို့အတွက်အတိပေးတင်ပြဖို့သာလိုအပ်တဲ့အချက်တွေကိုထည့်သွင်းထားပြီးပြစ်မှုကျူးလွန်သူကို15ရက်အတွင်းမှာသာတရားစွဲဆိုဖို့ဆက်ဆက်မြို့နယ်တွေပါဝင်နေပါကပြစ်မှုစတင်ဖောက်ဖျက်တဲ့မြို့နယ်တရားရုံးကအစီရင်ပိုင်ခွင့်ရှိရဲဆိုတဲ့အချက်တွေထည့်သွင်းထားကြောင်းအမျိုးသားလွှတ်တော်ဥပဒေချမ်းကော်မတီအတွင်းရဲ့မှဒေါက်တာမျက်ညာနာဆိုးကပြောကြားခဲ့ပါတယ်။ မေလ9ရက်နေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားလွှတ်တော်အစည်းအဝေးမှာဒေါက်တာမျက်ညာနာဆိုးကတင်သွင်းတဲ့ဥပဒေချမ်းဟာအသက်ရေးဆွဲပြီးလွှတ်တော်ကိုတင်သွင်းတဲ့ဥပဒေဖြစ်ပါတယ်။အရင်လွှတ်တော်တက်တန်းမှာငိမ့်ချမ်းစွာစူဝေးခွင့်နဲ့ငိမ့်ချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေနဲ့ဤဥပဒေတွေကိုပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ဥပဒေကြမ်းကိုလွှတ်တော်တင်သွင်းခဲ့တဲ့ဒေါက်တာမျက်ညာနာဆိုးကဥပဒေကြမ်းနဲ့ပတ်သက်ပြီးအခုလိုပြောပါရယ်လက်ရှိပေါ့နော်အခြေအနေမှာဘာတွေကပြဿနာဖြစ်နေလဲဆိုတဲ့အခါမှာမြို့နယ်တွေအများကြီး စီတန်းပြီးတော့ဖြတ်သွားတယ်ဖြတ်သွားတဲ့အခါကျတော့မြို့နယ်တရားရုံးတွေအများကြီးမှာတရားရှင်ဆိုင်နေရတယ်ဒါမျိုးတွေလည်းရှိတော့အဲ့တော့အခုပြင်လိုက်တဲ့ဥတွေဟိုအစ်စ်ပေါ့နော်တစ်တင်လိုက်တဲ့ဥတွေမှာကျတော့ဖြတ်တန်းသွားမဲ့ခီးလန်းကျောင်းပါဆိုပါဝင်တဲ့မြို့နယ်စားထွက်မဲ့မြို့နယ်ရဲတပ်ဖွဲ့ဘူးတော့ဟိုတိဘေးအကြောင်းကြားချက်ကိုပြင်ပြဖြတ်တန်းသွားတဲ့မြို့နယ်တွေရှိရအဲ့မြို့နယ်တွေအားလုံးကိုမိတူပေါ့ copy ပေးရမယ်ဒါဆိုရင်သွားလို့ရပြီသို့တော့ဟဲ့လားခုနကတော့လည်းပြောသွားတယ် မှန်တယ်ဒါဖွေးဖို့အခြေခံဥပဒေပုံမှ340ခုမှပြဋ္ဌာန်းထားတာနိုင်ငံသားတွေရဲ့မူလအခွင့်အရေးသို့တော်ညာလေဟလာနိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုနှောက်ရက်ဖြည့်ဆည်းမဲ့လူတွေရံကလည်းကာဝယ်ဖို့လိုတယ်အဲ့တော့တာဝန်ယူတာဝန်ခံဖို့ကတော့ရှိရမယ်ကိုဘာလုပ်ချင်တယ်ကိုဘာလုပ်မယ်ဆိုတာကိုအတိအနည်းရေးသားပြီးတော့ဖော်ပြထားဖော်ပြပြီးအကြောင်းကြားထားအကြောင်းကြားထားရင်ဟလာဒုတိယရေ ထက်မနေနဲ့ရဲရာကြီးတယောက်ကနေပြီးတော့တာဝန်ယူစောင့်ရှောက်ယူလိုက်ပြီးတော့နော်လိုက်ပြီးတယ်ဆိုတာကဒီတူးတဲ့ဖြစ်စေအစုအဖွဲ့ဖြစ်စေဒီအစုအဖွဲ့ကိုအနောက်ရှက်ပေးမဲ့လူတွေလည်းရှိနိုင်တယ်အဲ့လိုဆိုရင်လည်းကာကွယ်ပေးမယ်နောက်တစ်ခုကကြတော့စီကမဖောက်ဖို့တော့လိုတယ်ကိုတင်ထားတဲ့ဘောင်တန်းကသွားသလားပေါ့နော်ဒီဟာကိုလည်းဟိုတောက်လျှောက် watch လုပ်သွားမယ်ပေါ့နော်လုပ်သွားပြီးတဲ့အခါကျတော့စီကဖောက်ပြီးဆိုရင်တော့ပထမဆုံးတားမြင်မယ်ခေါင်းဆောင်တားမြင်မယ် ဒါမြင့်တာဘောမလိုက်နိုင်ဘူးဆိုရင်ဒီတိုင်းဒါမြင့်လို့မရအောင်တော့စီကန်းချက်တစုံတရာကိုဖောက်ပြတ်မှာအဲ့ဒါဆိုရင်တော့တက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မျိုးကိုအကြောင်းကြားမယ်အကြောင်းကြားပြီးရင်တော့ action ယူတော့မယ်အဲ့ချိန်ကျရင်တော့ငင်းညမ်းစွာစူဝေးခြင်းကိုပဲငင်းညမ်းစွာစီတန်းလှဲ့လှဲ့ခြင်းကိုပဲငင်းညမ်းစွာလူစုပွဲအောင်နော်ပြတ်ထန်းထားတဲ့ဒီစဲဥပဒေ new တွေတဲ့အညီဆောင်ရွက်မှာဖြစ်တယ်အဲ့ဒီမှာမှလူစုမခွဲဘူးဆိုရင်တော့ဒီဥဆောင်ရွက်မှုအစဉ်စီရလာမှာပေါ့ เนาะတော့ဒီဥတွေမှာထူးခြားသွားတဲ့အချက်ချက်ကခုနတုတ်တော်ထဲမှာလည်းအဲဒီဟာကိုထည့်ပြောသွားပါတယ်တရားစီရင်ပိုင်ခွင့်တရားစီရင်ပိုင်ခွင့်ကမြို့နယ်တရားရုံးတွေအများကြီးမှာတရားဆွဲလို့မရတော့ဘူးဘယ်နေရာမှာစီကန်းစဖောက်လဲအဲ့စီကန်းစဖောက်တဲ့မြို့နယ်ရမှာပဲတရားစီရင်ပိုင်ခွင့်ရှိမယ်ဆိုတာတစ်ချက်ပါလားနောက်တစ်ခုက limitation ဟုတ်ပြီစီကန်းဖောက်တာကလွန်ခဲ့တဲ့၈လကနေဖောက်တယ်တစ်နှစ်ကနေဖောက်တယ်အခုမှ အကြောင်းကိစ္စတစ်စုံတရာပေါ်လာမှတရားဆွဲရဆိုတာမျိုးတော့ဖြစ်တယ်။နောက်စီကံဖောက်တယ်ဆိုဖောက်ပြီးတော့15ရက်အတွင်း limitation ပါထည့်ပေးလိုက်တယ်။15ရက်အတွင်းမှာတရားဆွဲ15ရက်အတွင်းမှာမဆွဲနိုင်15ရက်ကျော်မှဆိုရင်တော့ဒါပြက်ပြက်။အာကျွန်တော်တို့ခုမှဒါကိုပြန်ပြီးတော့ပေါ့နော်ဟိုပေါ်ထုတ်တွေးရှိလို့ဘာလို့ဘာလို့ဒီလိုအကြောင်းပြလို့မရ။စထွက်လာတဲ့ဟိုကနော်ဒုတိယရဲအုပ်ချက်မနှိမ့်နဲ့ရဲရာရှိတယောက်ပါလာပြီလေ။ပါလာတဲ့ခါကျတော့ရဲရာရှိကိုလည်းဘာပေးထားလဲဆိုတော့သူကိုယ်တိုင်မြင်ပဲဖြစ်ဖြစ် ဘာလို့ဒီလိုစီကံဖောက်ဖြစ်တယ်ဆိုတာကိုအတိအကျပေါ့နော်တိုင်တဲ့သူရှိရင်လည်းဒီတိုင်ချက်ကိုလက်ခံရရှိရင်ပဲဖြစ်ဖြစ်ဒါမျိုးထည့်ပေးထားပါတယ်ဒါတွေကတော့ပြောင်းလဲမှုတွေပါဥရရဲ့နာမည်အစပြောင်းသွားတာပေါ့ခွင့်ပြုချက်ခွင့်ပြုမိတ်မလိုတော့တဲ့အတွက်ကြောင့်မလို့ငင်းညမ်းစွာစူဝေးခွင့်နဲ့စီတန်းလှည့်လည်ခွင့်မဟုတ်တော့ဘူးငင်းညမ်းစွာစူဝေးခြင်းနဲ့စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြစ်သွားပါတယ် အများကပုံမှန်18လို့အသိများတဲ့အရင်လွှတ်တော်မှာပြဋ္ဌာန်းခဲ့တဲ့ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီးတရားစွဲဆိုမှုတွေအများပြားရှိခဲ့တာဖြစ်ပါတယ်။နိုင်ငံသားတွေရဲ့အခွင့်အရေးကိုဥပဒေနဲ့အညီညွတ်သုံးစွဲဆောင်ရွက်ရမှာလွယ်ကူရိုးရှင်းစွာအသုံးပြုနိုင်ရေးအတွက်မူလဥပဒေနဲ့ပြင်ဆင်တာတွေအစားအခုဥပဒေကြမ်းကိုလွှတ်တော်ကိုရေးဆွဲတင်သွင်းရခြင်းဖြစ်တယ်လို့ဒေါက်တာမျက်ညာနာဆိုးကပြောခဲ့ပါတယ်။